အလုံးစုံဓမ္မမိတ်ဆွေများမင်္ဂလာပါလို့ရှေးဦးစွာနှုတ်ခွန်းဆက်တာပါတယ်ဘုံမတော်ဒီနေ့31ရက်3လပိုင်း2025မြန်မာပြည်မှာဖြစ်ပွားနေတဲ့ငလင်းဘေးဒဏ်တင့်နေတဲ့ အားလုံးသောမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက်ကိုညီထောက်ပံ့ရေးပြန်လည်ထူထောင်ရေးအတွက်ဆိုပြီးတော့ online ပေါ်ကနေပြီးတော့အလူခံခဲ့တဲ့အပိုင်းတွေကိုတရရှင်းတရရှင်းအလူချင်းစရင်လေးတွေကိုရှင်းရှင်းလင်းလင်းသိရအောင်ကြားရတဲ့ဓမ္မမိတ်ဆွေတွေမူဒိတာပွားများနိုင်အောင်ဆိုပြီးတော့ဖတ်ကြားခဲ့တာဆိုရင် 29ရက်30ရက်ဒီနေ့31ရက်နေ့3ရက်မြောက်ပါပြီ။ဒါကြောင့်ဒီနေ့31ရက်နေ့မှာရရှိလာတဲ့အလူရှင်စည်ရင်းလေးတွေကိုဖတ်ကြားပေးပါမယ်။ရှေးဥစွာနေရာဖြစ်မဇာဇာဦးမခင်သူထွေးညီမတွေကနေပြီးတော့အလူတော်ငွေတထောင်ပတ်လူတန်းထားပါတယ်။နောက်ပြီးတော့ဦးအောင်ဘညိုတော်နီနီတမိနတ်ဦး မန်နံဝေဟင်မြင့်မိသားစုကနေပြီးတော့အလူတော်ငွေ900ပတ်ကိုလူတန်းထားပါတယ်မယင်မာအိုမဝဝဝဲညီမနှစ်ယောက်ကနေပြီးတော့အလူတော်ငွေ1000ပတ်လူတန်းထားပါတယ်ကိုကျော်ဝင်းထွန်းမအုံမာရီသားမောင်သူရင်ထွန်းမောင်ကျော်ဒေဇာထွန်မိသားစုကနေပြီးတော့အလူတော်ငွေ900ပေးဖို့လူတန်းထားပါတယ် ိုကျော်စိုးထေမကျူကျူအေးမိသားစုကနေပြီးတော့အလူတော်ငွေ100ဘတ်ပေးဖို့လူတန်းထားပါတယ်။မအေးနွယ်မိသားစုမှနေပြီးတော့အလူတော်ငွေ200ဘတ်ပေးဖို့လူတန်းထားပါတယ်။မဆုရှင်မိသားစုကနေပြီးတော့အလူတော်ငွေ900ဘတ်ပေးဖို့လူတန်းထားပါတယ်။ ကိုအောင်နိုင်မတ်တီတာတာမောင်ဝီရန်ထွန်းမိသားစုကနေပြီးတော့အလူတော်ငွေ900ဘတ်ပေးပို့လူတန်းထားပါတယ်ဒေါခင်သေးဝင်းအာရည်လို့ပြီးတော့တမီမတ်နန်းခင်နေစာအောင်မိသားစုကနေပြီးတော့အလူတော်ငွေ1000ဘတ်ပေးပို့လူတန်းထားပါတယ်ကိုအောင်မိုးမဖြူစင်မိသားစုကနေပြီးတော့အလူတော်ငွေ1000ဘတ် ပေးပို့လူတန်းထားပါတယ်ကိုကျော်သိန်းစုမမီမီမိသားစုကနေပြီးတော့အလူတော်ငွေ900ဘတ်ပေးပို့လူတန်းထားပါတယ်ကိုဖြိုးမိသားစုကနေပြီးတော့အလူတော်ငွေ100ဘတ်ပေးပို့လူတန်းထားပါတယ်ကိုအောင်ကျော်သူမတ်ထထအိုသမီးမတ် တေးတန်ရှူမိသားစုကနေပြီးတော့အလူတော်ငွေ2000ဘတ်ပေးဖို့လူတန်းထားပါတယ်ကိုအောင်ကိုမင်းမကေတီအေမိသားစုကနေပြီးတော့အလူတော်ငွေ1000ဘတ်ပေးဖို့လူတန်းထားပါတယ်ဦးဝင်းအောင်ဒေါ်နေနွေအေးမိသားစုကနေပြီးတော့အလူတော်ငွေ900ဘတ်ပေးဖို့လူတန်းထားပါတယ်။မန်နွေနွေသေးတမီ တုံတုံမိသားစုကနေပြီးတော့အလူတော်ငွေ200ဘတ်ပေးဖို့လူတန်းထားပါတယ်။ကိုကောင်းမြတ်ကျော်မတ္တီတာထွေးတမိသားမောင်ဝေရန်ထက်မြက်မိသားစုကနေပြီးတော့အလူတော်ငွေ1000ဘတ်ပေးဖို့လူတန်းထားပါတယ်။မမြင့်မူမိသားစုကနေပြီးတော့အလူတော်ငွေ100ဘတ်ပေးဖို့လူတန်းထားပါတယ်။ ဥကြောင့်မိသားစုကနေပြီးတော့အလူတော်ငွေ900ဘတ်ပေးဖို့လူတန်းထားပါတယ်။ကိုလာမျိုးအောင်မတ်မာလာဝင်မိသားစုကနေပြီးတော့အလူတော်ငွေ900ဘတ်ပေးဖို့လူတန်းထားပါတယ်။ကိုဖြိုးမတန်တာမို့တမိမတ်ကျေစင်မို့မိသားစုကနေပြီးတော့အလူတော်ငွေ900ဘတ်ကိုပေးဖို့လူတန်းထားပါတယ်။ မောင်မျိုးမင်းဦးမတ်ရှူရီဝင်းသမီးမတ်ရှူအိတ်ဆန်မိသားစုကနေပြီးတော့အလူတော်ငွေတထောင်ဘတ်ပေးဖို့လူတန်းထားပါတယ်ကိုဝင်းမိုးကျော်မတ်ရမင်းစိုးတာရည်ရနာဖြစ်တဲ့မောင်ထွန်းသူရကျော်မိသားစုကနေပြီးတော့အလူတော်ငွေ300ဘတ်ပေးဖို့လူတန်းထားပါတယ်နှဖက်မိမများကိုအမို့ထားပြီးတော့ဦးအောင်ကျော်သူ တော်တတ်တတ်သူဆိုရင်မိသားစုကနေပြီးတော့လူတော်ငွေတထောင်ပတ်ပေးဖို့လူတန်းထားပါတယ်မတူစာမအေးစန္နာတငယ်ချင်းနှစ်ဦးမှအလူတော်ငွေအနေဖြင့်မြန်မာငွေတသိန်းကျပ်ပေးဖို့လူတန်းထားတာရှိပါတယ်မခင်မို့သူသာမဆန်းဆန်းအေးညီမနှစ်ဦးကနေပြီးတော့အလူတော်ငွေ900ဘတ်ကိုပေးဖို့လူတန်းထားပါတယ်။ ဥစာလိုက်အာရည်လို့ပြီးတော့မောင်နေသူအောင်မဝင်းဝင်းမော်မိသားစုကနေပြီးတော့အလူတော်ငွေ900ဘက်ကိုပေးဖို့လူတက်ထားပါတယ်ဥဒေမောင်ဆွေဒေါ်နင်းပွင့်သူဆွေတာမောင်သားထက်စီမောင်စီလင်းထက်မိသားစုကနေပြီးတော့အလူတော်ငွေ1000ဘက်ပေးဖို့လူတက်ထားပါတယ် ကိုဇော်ထက်ဦးမမြင့်မြင့်မော်မိသားစုကနေပြီးတော့အလူတော်ငွေ900ဘတ်ကို ပေးဖို့လူတန်းထားပါတယ်။ဥသောနိုင်ဒေါ်ထာယီမိသားစုကနေပြီးတော့အလူတော်ငွေ1000ဘတ်ကိုပေးဖို့လူတန်းလာတာရှိပါတယ်။ဒီနေ့ဘုန်းဘုန်းတို့ဖတ်ကြားခဲ့တဲ့အလူရှင်စရင်ဟာဆိုလို့ရှိရင်ဘုန်းဘုန်းတို့ online ပေါ်မှာလည်းပဲ အလူရှင်တွေရဲ့စရင်ကိုကြီးညာထားတဲ့အပိုင်းတွေလည်းရှိပါတယ်။ဒါဒီနေ့ရရှိလာတဲ့အလူရှင်စရင်တွေကိုဖုံးဖုံးတို့ဖတ်ကြပေးတာဖြစ်ပါတယ်။နောက်ထပ်နောက်ထပ်လည်းပဲအလူရှင်တွေထပ်ပြီးတော့ရောက်ရှိနေတာလူဒန်းနေတာတွေလည်းရှိပါတယ်။အရာတွေကိုနောက်နေ့နောက်နေ့တွေမှာဖုံးဖုံးတို့ထပ်ပြီးကြီးညာပေးပါမယ်။ဒီနေ့ရရှိလာတဲ့အလူတော်ငွေတွေကို စုပေါင်းပြီးတော့ဖုံးဖုံးတို့ မြန်မာပြည်မှာငလင်းဘေးဒဏ်ကြီးကြီးမားမားခံစားနေရတဲ့တကယ်လိုအပ်နေတဲ့အရက်ဒေတာဒီကိုထိထိရောက်ရောက်လူဒန်းနိုင်အောင်ဆိုပြီးတော့မြန်မာပြည်မှာရှိနေတဲ့လူဒန်းပေးမဲ့အဖွဲ့အစည်းတွေနဲ့ရှိတ်ဆက်ပြီးတော့ကိုယ်တိုင်ကိုကြတွားရောက်ပြီးတော့ဘုံဘုံတို့လူဒန်းပေးမဲ့အပိုင်းတွေလည်းရှိပါတယ်။အနှက်ပြဆိုရင်လူဒန်းထားတဲ့တက္ကသိုလ်မှာ၄ ဝမ်းမြောက်အောင်မူရီတာပွားနိုင်အောင်မလဲပြန်ဆိုရင်ဘုံဘုံတို့စတဲ့လူဒန်းတော်မှာဖြစ်ပါတယ်အဲ့ဒီလိုလူဒန်းတဲ့အခါမှာလည်းပဲလူဒန်းတဲ့ပုံရည်လေးတွေအလူရှင်မိသားစုတွေအားလုံးဝမ်းမြောက်ဝမ်းသာဖြစ်နိုင်အောင်တာဓုခေါ်နိုင်အောင်မူရီတာတွေပွားနိုင်အောင်ဘုံဘုံတို့ပြန်လည်ပြီးတင်ပြပေးပါမယ်ဒါကြောင့်မလို့နောက်နေ့နောက်နေ့တွေမှာလည်းရရှိတဲ့အလူရှင်စည်ရင်တွေကိုဘုံဘုံတို့တက္ကရာမတွေမူရီတာပွားနိုင်အောင်ထပ်ပြီးဖတ်ကြားပေးပါမယ်ဒါကြောင့်မလို့ အားလုံးသောအလူရှင်များလည်းကိုကျမ်းမှာဆက်ချမ်းသာလူဝဆန္ဒပြပါစေမြန်မာနိုင်ငံမှာရှိနေတဲ့ငလင်းဘေးတံခံစားနေရတဲ့အားလုံးသောမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများလည်းငလင်းဘေးတံကနေလွတ်မြောက်ပြီးတော့အားလုံးအစဉ်ပြေရှုံးမွေ့စွာနဲ့ဘဝကို ပြန်ပြီး တက်မှတ်ထူထောင်နိုင်ကြပါစေလို့တောင်းစုပြုရင်းနဲ့ဒီနေ့ဖုန်ဖုန်တို့ညီကောင်းချုပ်ပါတယ်အားလုံးကိုယ်စိတ်နဲ့ပြတ်ကြမှာချမ်းသာလို့ဆန္ဒများပြည့်စုံနိုင်ကြပါစေ